တပုံကနေဘီယိုဖြစ်ဖန်တီးဖို့ဆိုရင်တော့ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ Google ဒါမှမဟုတ်ရင် Chrome ကိုအသုံးပြုပေးရမှာဖြစ်ပါတယ်။ဘေးကဝင်ဝင်ရပါတယ်။ကျွန်တော်က Google ကနေပြီးတော့ပဲအသုံးပြုပေးလိုက်မယ်။ Google ရဲ့ရထားနဲ့ Google ရဲ့ပေါ် server မှာကျွန်တော်ရိုက်ချပေးရမှာကတော့ Google AI Story ကိုရိုက်ချပေးရမှာဖြစ်ပါတယ်။ Google AI Studio ရိုက်ချပြရနဲ့တွေ့ပြီဆိုတာနဲ့ Google AI website ထဲကိုဝင်လိုက်ပါမယ်။ဒီနေရာရောက်ပြီဆိုရင်တော့ဒီ webpage ပေါ်မှာရှိတဲ့မိကျောင်းလုံးကြောင့်ကိုတစ်ချက်နှိပ်ပေးပါမယ်။ VR နဲ့အောက်မှာရှိတဲ့ general media ကိုချက်နှိပ်ပေးပါမယ်။ဒီနေရာရောက်ပြီဆိုရင်တော့ကျွန်တော်တို့ကအပေါ်ထပ်ပြီးရောဆွဲတင်ပေးပါမယ်။ဒီရောက်ကကြောင်လေးလမ်းလျှောက်နေရတွေ့ပါတယ်အဲ့ဒီနေရာကိုနှိပ်ပေးပါမယ် ဒီနေရာမှာဆိုရင်တော့ကျွန်တော်တို့စာရေးမဲ့နေရာမှာစာအော်တိုရှိနေရာဖြစ်ပါတယ်အဲ့ဒီစာကိုကျွန်တော်ဖြတ်ပေးပါမယ်စာကိုဖြတ်ပြီးရနဲ့ကျွန်တော်တို့ကတပ်ပုံကိုဗီဒီယိုဖြန့်နှီးမှာဆိုရင်တော့အရင်ဆုံးကိုဗီဒီယိုဖြန့်နှီးခြင်းနဲ့တပ်ပုံကိုထည့်ပေးရမှာဖြစ်ပါတယ်တပ်ပုံထည့်ဖို့အတွက်ဒီအောက်မှာရှိတဲ့အပေါ်ကိုမြားလေးတက်လင်းနေတဲ့နေရာလေးရှိပါတယ်အဲ့ဒီနေရာကိုနှိပ်ပေးပါမယ်ပြရနဲ့ကိုယ့်ရဲ့ဖုန်းနေရာတက်ပုံယူမှဖြစ်တဲ့အတွက်အဲ့လို email ကိုနှိပ်ပေးပါမယ်တကယ်လို့ကိုက တိုက်ရိုက်ပုံပဲယူမယ်ဆိုရင်တော့တပ်ပုံကင်မရာကိုနှိပ်ပြီးတော့တိုက်ရိုက်ရိုက်ပြီးတော့ထည့်ပြလို့ရပါတယ်ကျွန်တော်ကချီပြားတပ်ပုံပဲထည့်မှဖြစ်တဲ့အတွက်အလော့အင်မေကိုနှိပ်ပြီးမယ်တပ်ပုံရွေးချယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ရွေးချယ်ပြီးတဲ့တပ်ပုံကဒီနေရာကိုရောက်လာမှာဖြစ်ပါတယ်ဒီနေရာကိုရောက်လာပြီဆိုရင်တော့ကျွန်တော်တို့ကတပ်ပုံကိုဘယ်လိုမျိုးဖြစ်စေချင်တာလဲဆိုတာကိုစာရေးပြရမှာဖြစ်ပါတယ်ဒီနေရာမှာညမာလိုဖြစ်ဖြစ်အင်္ဂလိပ်လိုဖြစ်ဖြစ်နှစ်မျိုးနဲ့ရေးလို့ရပါတယ်အခြားဘာသာစကားတွေလည်းရေးလို့ရပါတယ် ျွန်တော်ကရိုးရိုးချင်းချင်းပဲလမ်းလျှောက်နေရလှုပ်ပေးပါလို့ပဲရေးလိုက်တယ်။ပြီးရနဲ့ကျွန်တော်တို့ကတပ်ပုံလေးထည့်ပြီးသွားပြီ။ကိုလိုချင်တဲ့ပုံစံစာအုပ်လေးရေးပြီးသွားပြီဆိုရင်တော့မြားလေးကိုနှိပ်ပေးပါမယ်။ဒါဆိုရင်တော့ခဏဆောင်ပေးဖို့လိုအပ်ပါတယ်။ဒါဆိုရင်တော့ရပါပြီ။ကျွန်တော်လှုပ်ထားတဲ့တပ်ပုံကဘီယိုဖြစ်မဖြစ်ကို နှိပ်ကြည့်ပါမယ်။ဒါဆိုရင်တော့အခုနားရက်နေတဲ့တပုံကလမ်းလျှောက်နေတဲ့ပုံဖြစ်သွားပါပြီ။ဒီလိုယူဖို့အတွက်ဒေါင်းလုဒ်များလေးကိုနှိပ်ပေးပါမယ်။ ဆိုရင်တော့ကိုယ့်ဖုန်းထဲမှာဒီဗီဒီယိုလေးရောက်လာမှာဖြစ်ပါတယ်